ဒိုင်မိုစီဆိုင်မှာစားမှုဖြစ်ရုံနဲ့နစ်ဆက်ဆန်ဒီကားအတိစေစီထောင်းလာဆိုင်ရဲ့အစီအတုံး iPhone 7 Plus လုံးဝစေလို့ကိုကန်ဆယ်နိုင်မယ်ခွင့်ရရမှာခန်းလို့ရှင်တွေကိုနိုဝင်ဘာလမှာရွေးချယ်ပေးပြီးတော့ဗဒင်းစာနဲ့ဒန်ကိုဖိတ်ဖို့ဖိတ်ရမှာကြေညာပြီလားဖြစ်ပါတယ်ကဲဒန်ကိုမှာစီများဖြစ်ပြီးကန်ဆယ်ကြည့်ကြမယ်နော် ေးခင်ကိုလာခြင်းလုံးတော့အဲ့ဆိုလည်းပြန်လေပြန်လေဘောက်လာလေပြန်မပြန်မပြန်ဟိုတတ်တတ်မင်းမပြန်မတ်မင်းရေဒီဘောက်ခံဟိုသားရေဟိုကိုချက်ကိုအားလာကြဘာချက်တော့လာလေအဲ့ဒါမျိုးပြောမှာပဲမြန်မာရုပ်ရှင်တဲ့ဗီဒီယိုဈေးကွက်မှာဘရမာဇက်ကားတွေရိုက်ကူးလာကြပေမဲ့ဟာသဆက်မျိုးရုပ်ရှင်တွေကတော့အများဆုံးဖြစ်ပါတယ်ပရိသတ်တွေကလည်းတနေ့တာပင်ပန်းခဲ့သမျှဘဝအမောတွေကိုဖိဖြောက်နိုင်ဖို့ဟာသကားတွေကိုရွေးချယ်ကြည့်ရှုတက်ကြပါတယ်ရုပ်ရှင်တဲ့ဗီဒီယိုလောကမှာဒါရိုက်တာတက်တန်း35နှစ်ရှိပြီဖြစ်တဲ့ဒါရိုက်တာဇမှုထွန်းတက်လွင်ဟာ သူရိုက်ခဲ့တဲ့ဒရမာဇကားတွေနဲ့ပရိသတ်ရဲ့အားပေးမှုကိုရရှိခဲ့တာပါဒီဇကားမှာတော့ပထမဆုံးဟာတလေးတွေပါဝင်မှာဖြစ်ပြီးနောက်ပိုင်းဒရမာရောရှက်သွားတာမျိုးဖြစ်သလိုကြီးတဲ့လူတွေပျော်ရွှင်အောင်တေးဥဖော်ထားတယ်လို့ပြောပါတယ်ဇကားနာမည်ကတော့လမ်ပါပုတုချစ်ချစ်စုအဲဟာတကားလေးပါ လူငယ်စတိုင်နဲ့ဟိုဟာတကားလေးပေါ့နော်ဟိုဟာတသမားတွေခမ်းမြမ်းများအဲ့လိုလေးနဲ့လူငယ်သဘာဝစံတန်လေး အပျော်ကားလေးပေါ့အဲဒီခက်ကဟိုနည်းနည်းလေးအအမြူးလေးတွေဟာသဆန်ဆန်လေးတွေလက်ခံလာများတယ်အဲ့တော့ drama ကလည်းဒါဟိုအနုပညာစစ်စစ်ပါအဲ့တော့အနုပညာဆန်ဆန်လေးနဲ့ဒီဟာသလေးကိုရှေ့ပိုင်းလေးတွေသွားမယ်အဲဟာတာဆန်ဆန်လေးတွေနဲ့တွားပြီးတော့နောက်ပိုင်းမှာတော့ဒရာမာလေးပေါ့အဲ့လိုပုံစံလေးတွေရောရှက်ထားတယ်ဒီနှစ်မျိုးစလုံးပေါ့ရသနှစ်မျိုးစလုံးပေါအောင်လုပ်ထားတာပါအမွှာဇယုတ်တွေနဲ့လူတိများလာသလိုတကယ့်အပြင်မှာလည်းအမွှာညီကိုတွေဖြစ်တဲ့ မင်းခန့်ကိုနဲ့မင်းခန့်ညီတဲကမင်းခန့်ကိုဟာဒီစကားထဲမှာတယောက်တည်းပထမဆုံးတယောက်ဆောင်တာပါညီအကိုနှစ်ယောက်အတူတွဲရိုက်တာမျိုးတွေရှိသလိုတယောက်ချင်းလဲခွဲရိုက်သွားမယ်လို့သူကပြောပါတယ်ချင်းရောင်းစီတယ်ငါလုံးဝကန့်ကွက်ပါတယ်သားမေကဟိရကစုံမဟုတ်ပါဘူးတတလုံးရွှေပေါ်မြကျင်လာတဲ့အမျိုးသမီးကောင်းတယောက်အဲ့ဒီတော့မင်္ဂလာပွဲကိုစီရိုနာတို့ရှန်ဂူလီလာတို့မှာကျင်းပပြီးတော့တောင်းဆိုလိုပါတယ် တငယ်ချင်းတယောက်ရှိတယ်အဲ့မပြူရမဘိုးကြီးကမှလည်းတငယ်ချင်းတယောက်ရှိတယ်ရမတည့်ဘူးပေါ့နော်ဟိုကြောက်နေတယောက်မြင်မြင်စွာနဲ့ဟိုမြင်ကတ်တယ်ဟိုအစီအပြားလေးဖြစ်တယ်ပေါ့နော်နောက်ဆုံးမှမှကျွန်တော်အဖေအမေကနောက်ဆုံးသူတို့နှစ်ယောက်ကခွင်းစီမြို့ကျွန်တော်နှစ်ယောက်အဆင်ပြေသွားတယ်ပေါ့နော်အလိုလေးပါဟိုတယောက်တည်းရိုက်တာဒါပရမောက်ဆုံးကပါကို့မှာတောင်းနေအများကြီးရှာပေါ့နော်ကိုစူးစမ်းမဲ့ပိုင်းလည်းအများကြီးရှိတယ်ဒါကျွန်တော်အကောင်းဆုံးစူးစမ်းဆုံးတော့ကျွန်တော်လိုအပ်တဲ့ရှင်ကိုပြောပါအဲ့လိုပြည့်တဲ့ရှင်ကိုပြောခြင်းနဲ့ပြီးတော့ကျွန်တော်ဒီကိုနှစ်ယောက်ကိုလည်းအားပေးကြပါအောင်လို့ပြောခြင်းပါ ဒီစကားထဲမှာတော့မင်းခန့်ကိုဘေလူဝပိုးအီခန့်နဲ့အေးအေးခိုင်တို့ကအဓိကပါဝင်တရုပ်ဆောင်တာဖြစ်ပါတယ်။နှစ်အတော်ကြာကွဲကွာသွားတဲ့ချစ်သူနှစ်ယောက်အသက်50အရွယ်မှာပြန်လည်ဆုံတွေ့ကြခြင်းပြန်လည်နှီးဆက်ဖို့ကြိုးစားတဲ့နေရာမှာနှစ်ဖက်လုံးမှာရှိတဲ့သားသမီးတွေတဘောမတူပဲကန့်ကွက်ပြီးဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုဟာသနှောပြီးရိုက်ကူးထားတာပါ။မျက်နှာသစ်တရုပ်ဆောင်တယောက်ဖြစ်တဲ့ပိုးအီခန့်ကတော့သူ့အတွက် drama စကားတွေထက်ဟာသကပိုခက်တယ်လို့ပြောပါတယ်။ ကိုတိုင်နဲ့ကိုရိုက်တဲ့အချိန်မှာ drama ရိုက်တာပုံများတယ်။နောက်ပိုင်းကျတော့ဟာတာလေးရိုက်တယ်။ drama နဲ့ဟာတာမှာပေါ့နော်။ဟာတာပိုခတ်တယ်လို့ထင်တယ်။ရိုက်ချင်တာကတော့အဲ့လို drama တွေပိုရိုက်ချင်တယ်။အဲပိုရင်ကိုစကားတွေစတဲ့ရိုက်ထားပါတယ်။နောက်ပိုင်းလည်းအများကြီးရိုက်ဖို့ရှိပါတယ်။နောက်ပိုင်းထွက်တဲ့ကားလေးတွေကိုအားပေးကြပါလို့တကယ်လို့အမားပါခဲ့လို့ရှိရင်လည်းဟိုနားလည်ပေးကြပါလို့ပြီးတော့ဟို ပရိသတ်ကအဲ့လိုအမြင်မတော်တာရှင်လိုအပ်ချက်တွေရှိလို့ရှင်လဲပုံ Facebook တုံးပါတယ် Facebook မှာလာပြီးတော့အကြံဉာဏ်ပေးလို့ရပါတယ်လို့ပရိသတ်ပေးတဲ့အကြံဉာဏ်ကိုနာခံပြီးတော့ပြည့်ပြည့်ပြောင်းလဲပေးပါမယ်